ဒီလိုရင်အသက်ကြီးနဲ့ဘဝကြီးနဲ့ရင်းရင်းနေရတဲ့အချိန်မှာခဏနှစ်ခွပဲရွေးတေးရလားတေးရရင်တေးလိုက်မတေးရရင်ကို့ကိုတေးကောင်းကြံတဲ့ကောင်ကို့ကိုတေးဖို့အတွက်ဆောင်ရွက်နေတဲ့ကောင်လေကျွန်တော်ငတ်အောင်လုပ်နေတယ်လေကျွန်တော်နိုင်ငံတကာမှာဆင်းရဲဒုက္ခတွေကြောက်ဒီကောင်နေလေအဲ့ဒါကျွန်တော်တို့တဖြည်းဖြည်းနဲ့နှင်းအပ်နေတာအင်းပေးချင်တော့အဲ့တော့မတေးရရင်ခင်ဗျာတက်ရရမယ်ဘလို့အတ်မှာဒီမင်းအာနာရှင်အုပ်စုကိုခင်ဗျာတက်ရတဲ့နည်းနဲ့ချရှင်းရှင်းလေး အားလုံးပဲမင်္ဂလာပါရေးပေါ်ရောထင်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့က2025လေးလပိုင်း6ရက်နေ့မနေ့ကမှပထမဆုံးသတင်းကတော့မန္တလေးနဲ့စကမ်းမှာမိုးသေးထန်စွာယိုနေပြီးလေပြင်းပါတက်ခတ်နေတာကြောင့်ပြည်သူတွေဒုက္ခရောက်နေလို့သိရှိရပါတယ်လမ်းမပေါ်မှာလမ်းမပေါ်ပလက်ဖောင်းမှာမေကွက်လက်တွေမှာတင်းစောပြီးတော့နေရတဲ့ပြည်သူတွေကတော်လေးကိုဒုက္ခရောက်နေပြီးတော့ဂေစီရဲ့အဖွဲ့တွေပါအခက်တောင်တွေ့နေရတယ်လို့သိရှိရပါတယ်ဒါပြင်ဒီထက်မှာလေပြင်းဒုက္ခရောက်နေတဲ့ပြည်သူတွေကြားထက်မှာ ခုတပြတ်တွေလည်းရှိသေးတယ်လို့သိရှိရပါဒါကမန္တလေးစိမ်ပိုင်းရက်ွက်တွင် လေကြီးမိုးကြီးကြက်ချင်းနေအင်ကိုဓာကန်လူတစုကအနုကျန်းစီဓမြတက်ရန်ကျူးပန်းနေလို့သိရှိရပါတယ်။ဒေသခံတချို့ပြောပြတာကမိုးတွေလေတွေကြက်လာချင်းမှာမင်းကလည်းမလာဘူး။အမုံကိုအခွင့်ကောင်းယူပြီးအနုကျန်းစီဖို့ကြိုးစားတာ။ပြည်သူတွေကတော့ရရတော်တာလက်နဲ့ကန်ပြီးလိုက်တာပဲမမစ်လိုက်ဘူး။ဘာတွေပါသွားလဲတော့မသိဘူး။ အခုမူကြီးလေကြီးကြတော့အကုံလုံးကထန်ပြီး လုံချုံရေးစောင့်နေရတယ်။တကူးတွေကလည်းပိုးမပေါ်ဓာကန်ဓာကန်ပြီးတော့လူရဲ့ချိန်တဲ့သူတွေကလည်းပိုးတယ်။မင်းတွေကလည်းမလားနေရက မရှိအရန်ဒုက္ခရောက်ရတဲ့ဟုမန္တလေးကစင်ပန်းရက်ွက်မှာပြည်သူတို့ကပြောပြတာဖြစ်ပါတယ်။ဒါကအခုချိန်မှာတော်လက်ကိုရွတ်မာနေတဲ့ပြည်မြန်မာနိုင်ငံကပြည်သူတို့ချို့ဆိုလို့ရှိရင်တော့လူလူမျိုးအခွက်ကောင်းအာယူပြီးတော့အခု လမ်းဘေးမှာနေနေရတဲ့ပြည်သူတွေအများပြားရှိပါတယ်ဒီထက်မှာအာလူလက်တန်းစားတွေလည်းပါတယ်လို့တထေးတချို့တွေလည်းပိုင်းပါမှာပေါ့နော်ဒီထက်မှာဆိုလို့ရှိရင်တော့အာပျက်စီးဥစ္စာတွေကိုသူတို့အိမ်မှာတင်းစီထားတဲ့သူတို့လက်ထက်မှာတင်းစီထားတဲ့လူတွေလည်းအများပြားရှိပါမှာဒီဒီထက်မှာတချို့တွေလည်းဆိုလို့ရှိရင်တော့ဓာကန်ပြီးတော့ပြည်သူတွေကငင်းအမျိုးမျိုးနဲ့အာဓမြတက်ဖို့ကြိုးစားနေတဲ့လို့သိရတယ်ပေါ့နော်ဒါကတော်တော်လေးကိုစိတ်မကောင်းစရာသတင်းတစ်ခုဆိုတော့အဲ့ဒါပြီးရင်ကျွန်တော်တို့ ပြထားရမှာကအာဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေကိုမင်္ဂလင်ပညာရှင်တွေသတိပေးထားတာက မိုးသေးထန်စွာရွက်သန်းပါကမင်္ဂလင်ကြောင့်အဲ့နေတဲ့အတွမ်းပန်းထိခတ်ပြီးကြမ်းခတ်မှုမကောင်းတဲ့အဆော့အောင်တွေပြိုကျနံကြောင်မင်္ဂလင်ပညာရှင်တွေကသတိပေးထားပါတယ်ဒါကြောင့်မလို့အခုမင်္ဂလင်ကြောင့်ထိနေနေပါထိခတ်နေနေရမှာသတိထားပြီးတော့နေကြဖို့ဒီထက်မှာအာ ပင်ငယ်ရှင်တွေကသတိပေးတာမျိုးကျွန်တော်တို့သိရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့သတိထားကြပါအဲ့ဒါပြီးရင်စစ်ကောင်စီကနေပြည်တော်တွင်းငလီနန်သိန်းနန်းစီဒီယံဝန်ထမ်းများရောက်မဖြစ်မနေပြန်လည်တက်ကြရရန်နဲ့နေပြည်တော်ပြည်ပသောပြောင်းဆွဲထွက်ခွာခြင်းမလို့ရန်စစ်ကောင်စီကညွှန်ကြားထားလို့သိရှိရပါတယ်ငလီနန်သိန်းဝန်ထမ်းများစားဝတ်နေရေးအစီပီစီရန်စစ်ကောင်စီကပန်းပိုးမှုအလွန်နေပါတယ်လို့လည်းသိရှိရပါဒါကစစ်ကောင်စီလက်အောက်မှာလုံနေတဲ့အခုချိန်မှာ ငလိန်တန်တင်းနေလို့အာသူတို့နေအိမ်တွေကိုပျက်စီးမှုတဲ့ဒိုလေးကိုဖြစ်နေတယ်အဲ့ဒါကိုလည်းစစ်ကောင်စီကပန်းပိုးမှုတွေမလုပ်ဘဲနဲ့ပြဲသူတို့တွေစစ်ကောင်စီလက်အောက်ခံတွေဝထန်းတွေကိုနန်းစီတန်ဝထန်းတွေကိုအပြင်ပတ်ဗောနော်နေပြည်တော်ပြည်ပကိုထွက်ခွာခွာပြစ်ပင်လိုက်တာဆိုကောကျွန်တော်တို့သိရတာဖြစ်ပါတယ်အဲ့ဒါပြီးရင် မန္တလေးမြို့ပေါ်တွင်ရွတ်အလောင်းများပြန်မဖို့နံသေးတဲ့ပြိုကျက်နေအိမ်နဲ့အစော့အောင်များစွာရှိနေပြီးမေတူးဆက်၅ရန်းခန့်များတင်းရချီထိစေးမိနေလို့သိရှိရပါတယ်တတော်လေးကိုရွတ်မာနေကြပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားအချင်းချင်းကိုဒီလိုမျိုးအာမေတူးဆက်တွေပြီးရင် grain တွေပေါ့နော်ဒီလိုမျိုး၅ရန်းဖို့တွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်အချင်းချင်းမြန်မာပြည်အချင်းချင်းအာအခက်မဲ့၅ရာမှာဟိုတနေ့ကဗီဒီယိုဖန်လေးတွေ့လိုက်ရပါတယ်အာဒီလိုမျိုး KC ရဲ့အဖွဲ့မှာ ခေါင်းပုံပြမှုတွေဖြစ်နေတယ်ကျွန်တော်တို့အ green card တွေဆိုလို့ရှိရင်ကျွန်တော်တို့အဒီလိုမျိုးအခက်မဲ့ကုငင်ပေးတာမျိုးမရှိဘဲနဲ့အာဈေးအတော်အသင့်တွေမယူဘဲနဲ့တတော်လေးကိုဈေးမင်းအာမစ်တင်နေပါတယ်ဈေးအာဈေးမင်းတင်နေပါတယ်ဆိုတာကိုကျွန်တော်တို့ကြားသိရပါရုပ်သံဖန်းတဲ့တကွာတွေးနေရပါတယ်တတော်လေးကိုစစ်မကောင်းစရာတရိတ်တစ်ခုဒါကနော်ဆိုတော့အဲ့ဒါပြီးရင်ကျွန်တော်တို့တဲ့ကဖြစ်ပြနေတဲ့တရင်ထူးတွေပေါ့နော်ဘန်ကုံမြို့မှာရှိတဲ့ကုလသမဂ္ဂရောင်းရှိတွင်မင်းအွန်လိုင်းကိုစန်တာပြမဲ့အဖွဲ့ကိုထမ်းအမျိုးသားရေးအဖွဲ့များကတက်ခတ်ရန်ဂ ိုးစားနေလို့သိရှိရပါတယ်။ခန်းရီးတက်ဖွဲ့ကစန္ဒပြအဖွဲ့ခေါင်းဆောင်ကိုကာကွယ်ခေါ်ထုတ်ရည်တော့သိရှိရပါတယ်။ဒါကတော့အာထန်းနိုင်ငံမှာရွတ်တံဖန်လေးထွက်လာပါတယ်ဒီမှာတော့မပြတော့ပါဘူး။အာတတိုလေးကိုစူးနေတဲ့အချိန်နည်းမျိုးထိရောက်နေတယ်။ဆိုတော့ဒီအကတခု နောက်တစ်ခုကတော့ချင်းပြည်နယ်တွမ်းရံမြို့မှာရှိတဲ့ CIA တပ်စခန်းကိုစစ်တပ်နဲ့ RA ပူးပေါင်းအဖွဲ့ကဝန်ရုပ်တက်ခတ်ပြီးအာ နိုင်ရရွက်ကိုရွက်လောင်းကြပါနော်အာရွက်လောင်းကြကိုမင်းရှုဖြက်စီနေလို့သိရှိရပါဒါကချင်းပြည်နယ်ကစစ်ကောင်စီရဲ့ပေါင်းပါနဲ့ရရဖွဲ့တွေကဒီလိုမျိုးလော့ဆောင်ချက်တွေကိုကျွန်တော်တို့ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဒီနောက်မှာပြန်လေတင်ပတ်ထားသောမိုးကုတ်မြို့နှစ်ကူတောင်ချေမှာရှိတဲ့ကြောက်ကြောက်တွန်း လောက်ွက်များကိုစစ်တပ်ကလေရင်ဖြန့်ဘုံကြီးနေလို့သိရှိရပါအဲ့ဒါပြင်အကျန်းဖက်စစ်ကောင်စီတပ်ကအင်းတို့မြို့မှာဘုံကြီးကျောင်းကိုလေရင်ဖြန့်ဘုံကြီးချခဲ့ရမှာဘီသူနှုတ်ဒေဆောင်ပြီးတော့ရှစ်ဦးတန်ရရှိခဲ့တယ်လို့သိရှိရပါတယ်အဲ့ဒီတော့မှလည်းအာ လန်ကိုမြော့နေပါဦးနော်အလန်ကိုမြော့နေအပီကင်းဘင်းကောခူးရွာကိုအပွေးဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်ကအကြမ်းဖက် အကြမ်းဖက်တက်ခတ်တဲ့ပြန်ဘီသူငါးဦးတေဆောင်းနေလို့သိရှိရပါတယ်ဒါကတော့ကရင်နီဘီကအလန်ကိုမြော့နေအမိုးပြေမြော့အကြမ်းမှာရှိတဲ့ဘီကင်းကိုခူးဂျေးပါဗောနော်ဒီကတော့စစ်ကောင်စီကတက်ခတ်မှုကြောင့်ဘီသူတွေချောဦးတေဆောင်းနေလို့သိရှိရပါတယ်အဲ့ဒါအပြင်ဘုကခုရေကျူလန်းတွန်တဲ့ တို့ကရေကျူလန်းတွင်အာစစ်တပ်ရဲခါအတွက်ဒေလာနဲ့စာအုံးစီ ပေပါ90ပါကကိုဖန်စီရရှိထားတယ်လို့ကျွန်တော်တူလိုင်းတဖို့တွေစီကနေသိရှိရပါတယ်ဒါကတော့အာဒရင်ကောင်တခုပေါ့နော်စက်ကောင်စီအတွက်ကိုအာပုတ်လာတဲ့ရဲခါတွေကိုကျွန်တော်တူလိုင်းတဖို့တွေကရရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒီဟာကဒရင်တခုနောက်တစ်ခုက တကောမြို့မကြီးပြင်ယောမှာလူငယ်ခုနှစ်ဦးကိုစစ်မှုထမ်းခန့်ရတဲ့စစ်တပ်နယ်ဘီဆိုထီမြကနေအိမ်ထဲအထိကိုအတင်းအဓမ္မကိုဝန်ရောက်ပေါ်တာဆွေးဖမ်းဆီးနေလို့သိရှိရပါတယ်။ဒါကနေပြီးတော့တကောမြို့နဲ့တကောမြို့မကြီးပြင်ယောမကြီးပြင်ဂျေယောမှာစစ်မှုထမ်းအတွက်လူငယ်ခုနှစ်ဦးမတရားဖမ်းဆီးခံရတဲ့ပတ်စံချမ်းသာပြီးမင်းသားစုအတန်ဝန်နောက်ခံတောင်းတင်းတဲ့သူတွေကိုစစ်မှုထမ်းအတွက်ခေါ်ယူခြင်းမလုပ်မလုပ်ရေးကြပါဘူးတဲ့ အခုကအစင်မပြီးစင်ရဲတဲ့ပြီးနောက်ဖန်မင်းသားဆိုအတန်းအဝမ်းမကောင်းတဲ့သူတွေကို ပြစ်မှတ်ထားပြီးတော့ဖန်းစီနေတာမျိုးပါတဲ့စစ်မှုထမ်းတဲ့ပတ်သက်ပတ်သက်တဲ့အရာတွေကိုအုတ်ချုပ်ရေမှုကကိုတန်လောက်တာမဟုတ်ပါဘူးအုတ်ချုပ်ရေမှုလက်အော့မှာရှိတဲ့အာစေအင်းစေအင်းခေါ ဗီဆိုတီအဖွဲ့အစည်းကဖက်ဆန်ရလို့အတင်းအဓမ္မကိုဖန်ဆီးခိုးဆောင်တာမျိုးတွေလုံးနေပါတယ်ဟုဒေသတည်သူတဦးကပြောဆိုပါဒါကတော့နေပြည်တော်အတကောမြို့နေကပေါ့နော်တကောမြို့မကြီးပြင်မကြီးပြင်ဂျေးရွာငွေဖြစ်ပြနေတဲ့ဟာပေါ့နော်စစ်မှုထမ်းဖို့အတွက်လူငယ်တွေကိုဖန်ဆီးနေတဲ့အကြောင်းတွေဖြစ်ပါတယ်နောက်တစ်ခုကတော့မြန်နဲ့ရေချူအစစ်မှရှိတဲ့လင်ကတော်စကမ်းမှာ စကုံစီတမယာတတားမြားကပြည်သူပန်နွားများကိုလက်လံဖန်းစီပြီးနွားတကုံကိုဆန်စေအပြန်ပြန်ရွေးခန့်တယ်လို့သိရှိရတယ်တုံလေးကိုယုံမာနေကြတယ်အဲ့ဒါပြီးရင်မန္တလေးတန်းကမတရားမြော့နယ်အဖိုကုန်းရွာကိုအကျန်းဖက်စစ်တပ်ကတပ်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်ဖြန့်ဘောင်းကျဲတက်ခတ်ခဲ့ကြောင်းမတရားမြော့နယ်ပကဖတ်ဒရင် တာဝန်ခံဘူအာ ကိုဘူတော့ဘူတော့ကပြောဆိုပါတယ်ဒါကတော့ကျွန်တော်တို့မန္တလေးတန်းကမတရားမြော့နေကဒူလိုင်းရဲ့တပ်ဖွဲ့တွေရှေ့နေရအောင်နော်တပ်ပွေလုံးဝဖြစ်ပေါ်ခြင်းမရှိဘဲနဲ့တက်ခတ်နေတာကြောင့်မို့နော်ဒီဟာကိုပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ရခိုင်ပြည်နယ်ကသတင်းတွေကိုစမယ်ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်ရခိုင်ပြည်နယ်တွမ်းတကြာကာလအတွမ်းလူစုလူဝေးမပြုတ်လို့ကြရန်အရခတဲ့တော်အေကအတိပေးထားပါတယ်ဒါကတော့ရခိုင်ပြည်နယ်ကပြည်သူတွေလက်နေရမယ့်သတင်းတစ်ခုဖြစ်ပါတယ် နောက်တစ်ခုသတင်းကတော့မန္တလေးအော့ဖို့အချင်းထောင်တွင်းငလင်တန်ကြောင့်အမျိုးသမီးအဆောင်တင့်တဲ့အဆောင်နေတို့ပြိုကျခဲ့တဲ့အတွေ့မတရားဖမ်းဆီးအချင်းချခံထားရတဲ့နိုင်ငံရေးအချင်းသူ၆ဦးအသက်ဆုံးရှုံးခဲ့ရတဲ့အကိုအတီးပြုတ်နိုင်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPMM မှဦးဆောင်ကော်မတီဝန်ဦးထန်းဦးကပြောဆိုပါတယ်ဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာဖော်ပြထားတွေ့ပါတယ်ဆိုတော့ဒီဟာကဒီ အမျိုးသမီးတွေကိုပဲအတီးပြုတ်နိုင်သေးတယ်။တခြားအမျိုးသားတွေလည်းအများပြားရှိနေအောင်ဒီဟာကဘယ်လိုတွေရှိနေလဲဆိုတာကိုတော့ကျွန်တော်အသေးစိတ်မသိရသေးဘူး။အခုချိန်မှာစစ်ကောင်စီရဲ့အာတရင်ဖောင်းလွှမ်းမှုကြောင့်နော်ဘာမှဘာတစ်ခုမှသူတို့အုပ်ချုပ်နေရဘူးသူတို့ထိန်းချုပ်နေနေရမှာဘာတစ်ခုမှဖြစ်ပွားတာမျိုးတွေမရှိသလိုနေနေရတယ်ဒီထက်မှာအာပြည်သူတွေကခံစားနေတာတော့အားလုံးသိတယ်စစ်ကောင်စီလက်ထဲလက်အောက်မှာ အချင်းသူအချင်းသားတွေဘယ်လိုတွေနေနေရလဲဆိုတာကိုတော့ကျွန်တော်တို့လုံးဝကိုမသိဘူးပေးမသိဘူးဆိုတော့ဒီဟာက စက်ကောင်စီကအာမောင်းချနေတဲ့အကြောင်းတွေပတ်သက်ပြီးတော့ပြောပြနေတာဖြစ်ပါတယ်။အဲ့ဒါပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံကငလင်ကြောင့်တေဆုံးသူ1354ဦးရှိလာပြီးတိုလန်ရဲ့တပ်စုမှုထားသောဒေသမှာငလင်ဘေးသိမ့်ပြည်သူများထံသို့အာအကူအညီပေးရအဖွဲ့များတွားရောက်ခွက်ပဲ့ပင်ထားစစ်တပ်ကပဲ့ပင်ထားတယ်လို့သိရှိရပါတယ်ဒါကစစ်ကောင်စစ်ကောင်စီရဲ့ညှို့မှမှုကြောင့်ပေါ့နော်ဒီကကျွန်တော်တို့ဒိုလိုင်းထွက်ဖွဲ့မှထင်းမှာရှိနေတဲ့ငလင်တန်ကြောင့်ခန်းစားနေရတဲ့ပြည်သူတွေကို ပြန်ပြီးတော့ပြစ်ပီနေတဲ့အကြောင်းတွေကိုပြောပြနေတာဖြစ်ပါတယ်ဒါကစက်ကောင်စီရဲ့ရုပ်မှမှုကြောင့်အာကျွန်တော်တို့အာတရှိရတဲ့သတင်းထုတ်တွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။ဒီဟာကဒီမနေ့ခင်းရဲ့နောက်ဆုံးရရှိတဲ့သတင်း။အော်နောက်တစ်ခုကြံသေးတဲ့ရန်ကုန်တန်းတဲကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီအမတ်၁၁ကာကိုရေးပစ္စည်းထုတ်လွှတ်ရေးစစ်ရောင်ကပ္ပစာ၁၁ကိုတာဝဲပြီးမီယန်တုံ၃လုံးဖြန့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဒါကတော့အာ USO မှာတာဝန်ရှိသူတို့အစီကနေသိရှိရပါဒီထက်မှာထိခတ်မှုထိခတ်ပျက်စီးမှုနဲ့တိမ်ဆောက်မှုတော့မသိရသေးဘူးဟာဒီဒေါ်လာရဲ့တက်ဖွဲ့တွေကပေါ့နော်ပြောဆိုထားပါတယ်ဒါကတော့ဒီမနစ်ခင်မှာရရှိထားတဲ့တရင်းထူတွေကိုတက်နေတယ်လို့ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်နောက်မှာကျွန်တော်စူးစောင်းထားတဲ့ရုပ်သံကိုပြင်ပြီးတော့ကြည့်အောင်ပထမဆုံးကတော့စစ်ကောင်စီဘက်ကပြောရေးဆိုခွင့်ရှိသူယုံမေလုံယုံမေလုံထန်းကနေပြန်လာပြီးတဲ့နောက်မှာဘလူတွေဗျမ်းမာတွေပြောနေလဲဆိုတာကိုကျွန်တော်နဲ့တူနားထောင်ကြည့်ရှုရမှာဖြစ်ပါတယ် ီထဲမှာအင်တာအသတင်းမီဒီယာတွေကဒီတွဲမှာသတင်းမီဒီယာတွေကမေးမြန်းထားတဲ့ယူသံဖန်ပေါ့နော်။ဒါကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်။ကျွန်တော်အာဆီယံနိုင်ငံတွေကျွန်တော်အိန္ဒိယချင်းနိုင်ငံတွေပြတရုတ်နိုင်ငံလာအိုနိုင်ငံဒါပြင်ဟိုအဲ့နိုင်ငံတွေအောင်ပြီးရင်ကျွန်တော်ရုရှားနိုင်ငံလိုလိုနိုင်ငံကြီးမျိုးတွေအပြီးရင်ကျွန်တော် UAE လိုနိုင်ငံမျိုးတွေကျွန်တော်ခဏခဏပြောပါတယ်ကျွန်တော်နိုင်ငံကိုဒီပေါ့နော်ဟိုခုချိန်ထိနေနေနဲ့ကူညီနေတာပေါ့နော် 18နိုင်ငံ18နိုင်ငံလောက်ရှိပါတယ်လေအစည်းအဝေးဆိုရဒီနေ့ဆိုကျွန်တော်ပြင်ပါတယ်60ကျော်သွားပြီဖြစ်ပါတယ်နိုင်ငံတကာကကဘာကမြန်မာတွေကျွန်တော်မြန်မာတွေငလင်းနိုင်ခံစားခဲ့ရတယ်အဲ့ငလင်းနိုင်ခံစားခဲ့ရတာတွေကိုဘောနော်အားလုံးကဘောနော်ကူညီကြတယ်အားလုံးကစာနာထောက်ထားကြတယ်အားလုံးကနားလဲကြတယ်အားလုံးကဝိုင်းဝန်းပြီးတော့ကြဆောင်ရွက်လိုချင်စီရှိကြတယ် အာဆောင်လို့ဆောင်ရွက်လို့ချင်းမရှိတဲ့သူတွေကမင်းတို့တွေပဲရှိတာနော်အခုအချိန်မှာပြည်သူတွေကိုဝုန်းဝမ်းအာကူနေကြတဲ့အချိန်မှာသူများနိုင်ငံကူနေတဲ့အချိန်မှာမင်းတို့တွေကမင်းတို့စကမ်းမာတော်မှာ okay တွေကိုအမှ920ထဲက okay တွေကိုစီနေရတဲ့ဘဝနော်အခုမင်းတို့တွေက okay တွေပဲစီနေတာအားလုံးလည်းလက်တွေလည်း line ဝိုင်းဝင်းပြီးဆောင်ရွက်နေရလဲကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်อืมပြောရမယ်ဆိုကဘာကမြန်မာကိုအာယုံဆိုင်နေတယ်မြန်မာပြည်သူလူထုမြန်မာပြည်ကကျွန်တော်မြန်မာနိုင်ငံကြီးရဲ့ ငလင်တန်ကိုဘယ်လိုခံခဲ့ရလဲငလင်တန်ကိုဘယ်လိုမျိုးရင်ဆိုင်နေလဲငလင်တန်နဲ့ပတ်သက်ပြီးကြာကြာဒီတဘောဘေးတန်နဲ့ပတ်သက်ပြီးကျွန်တော်တို့ဘယ်လိုစီလုံးလုံးနေလဲဆိုတော့အလုံးကအယုံဆိုင်နေတာဖြစ်ပါတယ်အင်းအယုံဆန်နေတဲ့အကြောင်းမီဒီယာတွေကိုအသတင်းထုတ်တွေကို one can for အတွက်တော့ main တို့ကပြပြထားတယ် main တို့အပုတ်တွေကိုအာအကောင်လုံးကိုဖိုခံမရမှာတည်နေလို့နော် main တို့တွေဘလူတွေဖြစ်လုံနေလဲဆိုတော့ဘလူတွေလုံးစားနေလဲဆိုတော့ကိုတည်နေကြမှာဆိုလို့ main တို့မီဒီယာတွေသတင်းထုတ်တွေဘဝင်ခန့်တာ ဖြစ်တယ်မလားဒါကြောင့်ကျွန်တော်မြန်မာပြည်သူလူထုအနေနဲ့ကလည်းဒီငလင်ပေါ့နော်ကဘာဘေးဒဏ်ကိုစီစီလုံးညီညီညွတ်နဲ့ရင်ဆိုင်ကြပါစီလုံးညီညီညွတ်နဲ့နိုင်ငံတော်အစိုးရအနေနဲ့ကလည်းနော်ကုညီကယ်ဆေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအတက်နိုင်ဆုံးအရှိန်ဟုန်နဲ့အမြန်ဆုံးလုပ်သွားမှာဖြစ်တယ်အင်းအနှစ်ချုပ်ပြီးပြောရမယ်ဆိုမြန်မာစီလုံးမှုကိုပြပါမြန်မာစီလုံးမှုကိုပြဖို့လိုပါတယ် ပေါ့နော်အားလုံးအာယုံစိုက်နေတဲ့အချိန်မှာမြန်မာဟာဘယ်လိုမျိုးဆွဲရှိတယ်ဘယ်လိုမျိုးကြန့်ခိုင်တယ်ဆိုတာပြဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော် ပြဖို့လိုတယ်ဆိုတာကသူတို့တွေဘယ်လောက်ထိအာ ခွေပြူပြပြနေရဘလို့တွေစကန်းတွေကိုတောက်ခတ်နေရတယ်ဆိုတော့ကိုပြတ်နေပါတယ်မြင်းတို့တွေကနော်ဆိုတော့တရားကစက်ကောင်စီကပြောရဲဆိုခွင့်ရှိသူယုံမေးလုံးကူတန်းကထန်းကနေပြန်လာပြီးတဲ့နောက်မှာဘလူတွေဗျမ်းမရာလေးပြောနေလဲဆိုတော့ကိုကျွန်တော်တို့ပြောပြချင်တယ်ဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်ပြည်သူတွေအာငလိန်တန်းအကြောင်းနော်ခန်းဆန်းနေချင်သူပြန်နိုင်ငံကဝန်းဝန်းပြီးတော့ကူငင်နေတဲ့ချိန်မှာအခုကျွန်တော်တို့ပြည်သူတွေဂလင်တန်ခံနေရတဲ့ပြည်သူတွေကိုစစ်တပ်ရဲတွေကကူငင်တာမျိုးတွေ့ဖူးလားသူတို့စကန်းမှာအုပ်ပြူတွေနဲ့ဖျားတွေပြူနေတဲ့ဟာကိုအုတ်ခေးတွေကိုအာကွေးတဲ့ဟာနဲ့ ကွေးတဲ့ဟာကိုလိုက်ရွေးနေတဲ့အချီနေမျိုးအထီကိုပဲရောက်နေတာပြည်သူတွေကဘလူတွေကိုငေရင်နေပါလေဆိုတဲ့ဟာကိုလောင်းဝါကိုမထွက်ပြဘူးကျွန်တော်တို့မတွေ့ရပါဘူးဆိုတော့ဒီဟာကတကယ်ဖြစ်နေတဲ့ဟာဆိုလို့ရှိရင်မင်းတို့တွေကသာလူအပ်နေတယ်ဆိုတော့ကိုပြောပြချင်တယ်အဲ့ဒါအကြောင်းမလို့မင်းတို့တွေကိုဘယ်သူကမှလက်မခံတာထန်းနိုင်ငံကလည်းမောင်းထုတ်ခံရတယ်ခုချိန်မှာမနေ့ကလည်းပြောပြပြောဖြစ်ပါတယ်ထန်းနိုင်ငံက အာသူတို့တွေမြောင်းလန်ကိုလုံးဝလက်မခံဘူးပြီးရင်ကျွန်တော်တို့အကျောင်းသားတွေကပါပညာသက်တွေကပါအလူလိုမျိုးဇန်နဲ့ပြက်နေခံနေရတဲ့မြောင်းလန်က အခုမြန်မာနိုင်ငံကအစိုးဝါဆောင်အာဏာရှင်တယောက်ဖြစ်နေပြီဆိုတော့သူမြန်မာနိုင်ငံကဒီလိုမျိုးအာဇန်နဲ့ပြက်ခံနေရတဲ့သူလုံးဝမရှိဘူးဒီဆိုတော့နောက်တစ်ခုပြင်ပြီးတော့ကြည့်ကြည့်အောင်ကျွန်တော်နမူနာတစ်ခုပြောပြမယ်ပြီးခဲ့တဲ့15နှစ်လောက်တုန်းကကျွန်တော်ရှိကိုလူတယောက်ဖုံးဆက်လာတယ်ခြားတိတယောက်အသက်20ကျော်22နှစ်တဲ့သူဦးလေးက သူတွေကဗာလဲဆက်ခိုင်းလို့လဲဆိုဆက်လဲဖုံးဆက်လာအကြောင်းရာတခြားမဟုတ်သူ့လူတယောက်ကလာတတ်တယ်တဲ့နှစ်ခါရှိပြီတဲ့ခုတခါဒီဒီညာလဲသူ့ကိုလာတတ်မယ်လို့ပြောတယ်တဲ့အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုဘယ်လိုလုပ်ရမလဲဆိုတာကိုအဲ့ဒါဥရှိကိုအကြံဉာဏ်တောင်းတာတဲ့သူ့ဦးလေးကဖုန်းနံပါတ်ပေးလို့မြဲဥကျော်သူကြီးကိုအကြံဉာဏ်တောင်းကြည့်လိုက်ဆိုသူကြောင်ဖုံးဆက်လာတယ်အဲ့တော့ကျော်သူ့ကိုပြန်မေးတယ်မင်းတည်ရဲလားလို့မတည်ရဘူးဦးလေးတဲ့ ဒါဆိုရင်တက်ကောတက်ရဲလားဆိုတော့မတက်ရဲဘူးဦးလေးတဲ့ဘာမှမလို့ရဲဘူးတည်လည်းမတည်ရဲဘူးတဲ့တက်လည်းတက်မတက်ရဲဘူးတဲ့အဲ့တော့ကျွန်တော်ပြောတာမင်းအဲ့တစ်ခုမှတစ်ခုပဲယူရမှာလို့မင်းတည်ရဲတဲ့ဆိုရင်အဲ့ဒီကောင်လာတက်တဲ့ချိန်မှာမင်းဘာမှပြန်မလို့နဲ့အသေးခံလိုက်အဲ့ဒါတည်ရဲတဲ့อืมသူကမင်းကိုတက်ဖို့လာမှာပဲလေလာတက်မှာပဲဟာအေးမင်းမတည်ရဲဘူးဆိုရင်တော့အဲ့ကောင်ကိုပြန်တက်လိုက်လို့အဲ့ဒါဆိုရင်တော့မင်း ရှင်တန်ခွင့်ရှိမယ်အဲ့တော့မင်းအသက်က20ကျော်ခုမှ20တနှစ်ပဲရှိတယ်လူလောကကြီးမှာမင်းကြာကြီးနေရတယ်ကြာကြီးနေကျင်သေးတယ်ဆိုရင်တော့မင်းတက်ရရမယ်လို့ဒါကိစ္စမကြည့်ကျုံဒီဒီတိုင်းပဲနေတော့မယ်ဆိုရင်တော့ကိစ္စမကြည့်မင်းတေးရရမယ်အဲ့နှစ်ခုမင်းကြိုက်တာကြီးလို့ကျွန်တော်ဒါပဲပြောလိုက်တယ်တေးရလားတက်ရလားဒီနှစ်ခုတစ်ခုရွေးမတေးရရင်တေးရရင်သွားလာတတ်မှာတတ်မှာဘုကျွန်တော်ကအဲ့ဒါမျိုးမတက်ရရင်သူကကိုယ်ပြန်တတ်မှာပဲရှင်းရှင်းပဲ ဲ့တော့မနေ့လေးနိုင်ရောဖုံးတက်လာဦးလေးကကျွန်တော်တို့ပလိမ့်မိသွားပြီမိသွားပြီလေသာမင်းဘလူးမိတာဟိုကောင်းလေးမိသွားတာမဟုတ်ဘူးတပလိမ့်မိသွားတာလေဘာဘာဖြစ်လို့လဲကွာဆိုကျွန်တော်ညာအဲ့လူကိုတတ်ပလိုက်ပြီးတယ်အဲ့ဒါကိုကျွန်တော်ဗာလေကားကြီးနဲ့ဟိုဟိုကုန်နေကားကြီးနဲ့ကျွန်တော်ခိုးပြီးတော့လိုက်လာတာအဲ့ဒါလမ်းမှာပလိမ့်မိသွားလို့တဲ့အခုတော့ထောက်ခွန်းနှစ်ကြာသွားတယ်ကြာပါပြီလွန်ခဲ့တဲ့15နှစ်လောက်တည်းရဆိုအခုဆိုဒီကောင်လေးလွတ်လောက်ပါပြီဆိုတော့တဘောကဒါပါပဲဒူလောက်ကြီးမှာဒီလောက်စုတ်ပြတ်တတ်နေတဲ့ဘွားကြီးမှာ ဒီလိုရင်အသက်တည်နေဘဝတည်နေရင်ရင်းနေရတဲ့အချိန်မှာခဏနှစ်ခုပဲယူသေးရလားသေးရင်သေးလိုက်မသေးရင်ကို့ကိုတည်ကောင်းပြန်တဲ့ကောင်ကို့ကိုတည်ဖို့အတွက်ဆောင်ရွက်နေတဲ့ကောင်လေကိုကျွန်တော်ငတ်အောင်လုပ်နေတယ်လေကျွန်တော်နိုင်ငံတကာမှာဆင်းရဲဒုက္ခတွေကြောင့်ဒီကောင်နေလေအဲ့ကျွန်တော်တို့တဖြည်းဖြည်းနဲ့နှင်းအပ်နေတာอืมပေးချင်တော့အဲ့တော့မသေးရင်ခင်ဗျာတက်ရရမယ်ဘလို့အတ္တမှာဒီမီအာနာရှိအုပ်စုကိုခင်ဗျာတက်ရရမယ်နီးနေချရှင်းရှင်းလေး ဲ့တော့လူလောကကြီးမှာရှင်သက်ဖို့တက်ကဒါပဲခင်ဗျာရှင်မရှင်တန်ကျင်တော့ဆိုရင်တော့ပြတ်တက်တာမရှိဘူးသူတို့လာတက်မှာခင်ဗျာရှိလာတက်မှာခမောက်အိမ်တိုင်းရာရောက်လေလာတက်နေတာဟိုမှာအယူတော့ဟိုစိတ်အယူလို့ပြောရမှာလို့ဆိုနည်းနည်းပါမမတင်တော့ပါဘူးစိတ်စိတ်မနှမ်းတဲ့လူတော်မှာကျွတ်တော့ပြီးတော့ဓာတ်စီနဲ့လောင်းပြီးတော့မီးရှို့ရတာလေအဲ့လိုရက်ဆက်ရုပ်မှာအောက်တန်းကြတဲ့ကောင်းကြီးနဲ့ရင်ဆိုင်နေတဲ့ချိန်မှာကျွန်တော်ကဘာလဲဘာဖျားတာညွတ်နေလို့ရမလို့ ရှင်းရှင်းလေးอ่ะအဲ့တော့ကျွန်တော်ကတော့ရှင်းရှင်းပဲခဏတေးရလာတေးရရေတေးလိုက်မတေးရရင်ပြန်တာဒါပဲတေးရလာတက်ရလာဒီ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 နှစ်ခုခဏကြိုက်တာကြီးကျွန်တော်တိုက်ကြည့်ရဘွားအဲ့လိုအခြေအနေဖြစ်သွားပြီအဲ့လိုအခြေအနေဖြစ်သွားအဲ့တော့ဒီအခြေအနေတွေရောက်အောင်လို့ဒီကောင်တွေဖန်တီးတာအဲ့တော့ဒီကောင်တွေရှိနေတဲ့မြတ်ကလာပတ်လို့ကျွန်တော်တိုက်ကြည့်ကျွန်တော်လူမျိုးကဘယ်တော့ခါမှလူရမဝင်ဘူးอืมပြောမယ်လူရလည်းပွင့်တော့နောက်တခါလူစိတ်လည်းပေါက်မှာမဟုတ်ဘူးอืมပတ်ကြတော့တိုက်တိုက်တည်ပြီးလို့မရဲအောင် 都开了哩，上不达，北不达哦。乖乖，无人骂，有句无人骂。啊，够了，落来妈妈带你了，别掐啥个。别人的，别人的，还说你问带你又带哪里？他们还敲在那哭呢，敲在李谷那里嘛，巴塔那里是不？阿东都等俺来踏破。嗯，我他嘎拉巴巴那里我哎，怎么样？跟他编级吧。 ာတော်တော်တင်တဲ့ဖွယ်ဘလူကိုတွားပြီးတော့တင်ပြီးတဲ့တော့အသက်ခွန်း60ကျော်80ကျော်အဖိုးဖွားတွေကိုတွားပြီးတော့ကာကြီးခါဝေးဝါထကာလတာတွားလုပ်ပြီးတယ်အဲ့ဒီအဖိုးကြီးတွေဖွားကြီးတွေကကာကြီးခါဝေးတက်ပြီးရင်တက်ပြီးနဲ့လူမျိုးတွေဘယ်နေရာမှာအသုံးပွားချမှာတော့ငါလို့မှသားများရဲ့ကာကြီးခါဝေးနဲ့တက်ကောတက်လဲတက်ပြီးတော့တင်ငိုင်းကုန်ရောက်သွားရောအခေါင်းနဲ့ရောက်သွားရောอืม แล้วมีนามาคลีนี่ต้องสานี่ไรสุดยอดเนี่ยคลีไอ้คลีนี่ดูปัญญาเต็มบีบาลางินว้ามีอะไรกูแล้วลาบใหญ่มาเอลัวอาต้องลงบาญญาดีเนี่ยตัวเราอาต้องลงอากูเนี่ยเนาะงั้นรู้มั้งงั้นนั้นลงละอากูเราอาต้องลงละมันกูเนี่ยงั้นจะลงละอากูงั้นรู้มาตามแบบย่อละอากูตุวเนี่ยเลยตีนันี่พ่อยี่พ่อยี่ดูตัวมีโอกกายข่าวไว้ตัวเต็มบีนี่แต่เราไปยอมเลยเขาเนี่ยแบบเขาอยู่อยู่ตัวมาบอกไอ้ปัญญา ။စောင့်တရားမရှိဘူးတိုင်းပြည်ကိုအုပ်ချုပ်ပြီးတော့ငါလုံးမသားများ။ချက်ပြီးအမတန်တုံးနေစဉ်းစားရင်ပြောရင်ကျွန်တော်ကပြောရင်းတဲ့ဒေါသထွက်လာ။ကုလက်ပါလေမင်းကတင်းနေမှဖတ်လိုက်ရတယ်။ဘာအာသုံးလုံးတင်တန်းလို့ဘာလို့ဆိုလာမသိပါဘူးကျွန်တော်တေချာတော့မဖတ်ရသေးဘူး။ပြင်ပါလားခလေးတွေကိုပြင်ပေးကြပါလားငါလိုးမသားများရဲ့ဟမ် ခလေးတော့စာမတင်ပေးဘူးခလေးတော့ပညာမတင်ပေးဘူးဟုတ်သေးကြီးအိုကြီးအိုမတေကန်ကြီးတွေသွားတင်ပေးတယ်သူတို့အဲ့ဟာတွေတက်ပြေးပဲရောက်သွားမလဲအခေါင်းနဲ့လူသားယုံမရှိမှာပေါ့ငါလိုးမှသားများဒီလိုကော်မြူတီကတိုက်ပြီးဆက်အုပ်ထုတ်နေဒီလိုကော်မြူတီကကျွန်တော်တိုက်ပြီးရာသတင်ပလင်ပေါ်မှာခွေးထိုင်မျိုးတိုက်ဆက်တိုင်းနေအဲ့ဒီခွေးထိုင်နဲ့ရာသပလင်ပေါ်ကကောင်ကအုပ်ထုတ်ကြီးကျွန်တော်လည်းခွေးခွေးဖြစ်နေဦးမှာပဲအဲ့တော့ခွေးမဖြစ်ရင်အဲ့မေလိုးကိုတော်လှန်နော်ဒါပဲခင်ဗျားတို့ ဘာ20ရာခိုင်နှုန်းဟိုဘလောက်ဖြတ်မယ်ဘလောက်ဘာဘာဘာစဉ်းစားမနေလဲအဖြတ်မခံကြီးတိုက်လူဘဝလားမခံကြီးတိုက်စီးတယ်ခဏတန်းစီနေရတယ်စိတ်ဆင်းရဲကြုံနေရတယ်နော်အကုန်လုံးစိတ်ဆင်းရဲကိုစီးရဲနေအကုန်လုံးကြုံနေရအဲ့ဒံခင်ဗျားတို့မခံကြီးတိုက်အကုန်လုံးရှိသမျှအဲ့ဒံကြီးခံရမှာပဲနော်ပြောတော့ရမိုက်တယ်နော်ညာက ကျွန်တော်တို့ကိုလာတက်မဲ့သူတွေကိုအရင်ဦးဆုံးသူကိုကပဲအရင်ဦးဆုံးတက်မှာလာဗျာကလုံးဝကိုသူတုံးသက်သွားတာလုံးဝကိုပိုက်တယ်ဒါကတော့အာ 2020လေတုန်းကအာတော်လုံးပြန်ပြီးတော့တက်ပြတ်ထန်းပြီးတဲ့နောက်မှာဒီလိုမျိုး2023လောက်မသိဘူးဒီအဒီတုန်းကပြောသွားတာနဲ့တူပါတယ်ကျွန်တော်ပြန်ပြီးတော့တွေ့လာလို့အာပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဆိုတော့ဒီဟာကတော့ဒီမနေ့ခင်းမှာ no sound တွေ့ရှိထားတဲ့ trend တွေနဲ့အယူသံဖန်တွေကိုအာနှပုတ်တွေ့လာလို့ပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုတွေပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုမြေရန်ကြည့်ရှုအပိနေကြတဲ့သူတို့ပြည်သူများအားလုံးကိုလည်းကိုယ်ကြမ်းမချင်းစေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ